အားသာဝါလာရှင်ညီကောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ15ရက်နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုကြုံတူတူကကြည့်လိုက်ရအောင်ပါမလုံးရင်းပုတ်ကတော့ Telegram ကသတင်းရေးသားသူဖြစ်တဲ့ တရင်ထောက်ဆမ်တင်ဖော်ပြထားခဲ့တဲ့ဂျာအိုပတ်ထူသတင်းတွေမှကျွန်ဆလိုက်အောင်ဂျာအိုပတ်ထူဆိုတာကကြံခဲ့တဲ့ယာတီအောင်ဒီယာတီမာရောပရီးမီးယားလိမှာဘရိုက်တန်အသင်းရဲ့တိုက်စစ်ကစားမတူဦးနေနဲ့ခြေစွမ်းပြနေခဲ့တာဒီကစားမနဲ့ပတ်သက်ပြီးတော့ပရီးမီးယားလိအသင်းနဲ့မှာဆိုရင်အာဆင်နယ်လပါဘူးနဲ့ချယ်ဆီအသင်းတွေကစိတ်ဝင်စားပြီးစောင့်ကြည့်နေတယ်ဒီထဲထဲကမှအာဆင်နယ်နဲ့ချယ်ဆီကတော့ကာလာရှိစိတ်ဝင်စားနေခဲ့တာအဲ့တော့ဒီကစားသမားကတော့ဘရိုက်တန်ရဲ့အဓိကပွဲထွက်ထိတ်တန့် အထောင်တိုက်စစ်ကစားသမားဖြစ်တဲ့ဘရာဇီးသားလည်းဖြစ်တဲ့အသက်က23နှစ်ပဲရှိတဲ့ Brighton ကဒီစားပေါင်း2028ခုနှစ်ထိပိုင်သေးတယ်။ဘာကြောင့်ဒီသတင်းတွေထပ်ပြီးထွက်ပေါ်လာလဲဆိုတော့တချို့ report တွေရဆိုရင် Arsenal ကတိုက်စစ်ပိုင်ကိုလုံးဝအင်အားဖြည့်တင်မယ်။တချို့အခြေအနေတွေရဆိုရင်တော့တိုက်စစ်မှုတဦးအပြင်မှာနောက်ပါ backup တိုက်စစ်ကစားသမားတဦးပါထပ်ပြီးအားဖြည့်ခြင်းနဲ့ Aida ကလည်းဂိုးသိန်းကောင်းတဲ့တိုက်စစ်ကစားသမားရဲ့အသင်းမှာတဦးနှစ်ဦးထပ်ပို့ပြီးလိုအပ်တယ်လို့ interview မှာဖြေထားဘူးတဲ့။ရွက်ပြီးဖြေတာပဲပြောပြောတကယ်ဖြေရပြော Arsenal က Bitter Yogurt တဦးတဲ့ဦးတော့ဦးစားပေးလို့ နေတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါစိတ်ဝင်စားတဲ့အဆင့်ပဲတွေ့ဆုံဆွေးနွေးညှိနှိုင်းပြောင်းရွှေ့ကြေးဘာမှတော့မလုပ်ရသေးဘူးအဲ့တော့ဂျာဟိုပက်ထရိုဆိုတာကတကယ်ကိုမှအရေးသွေးရှိတဲ့တိုက်စစ်ကစားသမားတူပါပဲကျွန်တော်တို့မှာရှိတဲ့ဂါရီဂျေဆူကိုမှ finishing နည်းနည်းလေးပိုကောင်းသွားတဲ့တိုက်ထဲမှာပါတယ်အယုံအဆွဲဒီ off the ball movement ညီမအတင်းနဲ့ပူပေါင်းတဲ့အပိုင်းတွေရောပြေးလွှားဆော့ကစားတဲ့အပိုင်းတွေမှာအတူတူပဲပြုတ်လို့ရတယ်ကောင်းပါတယ်ဘရာဇီးသားလည်းဖြစ်တယ်ဟောလေနီးစနစ်ပိုင်းတော့ချိန်ချပြီးသား အဲ့တော့ဒီကစားသမားကိုခေါ်မယ်ဆိုရင်တော့လွယ်လွယ်နဲ့တော့ခေါ်လို့ရဖို့မရှိဘူးအသင်းนี่တော်တော်များလိုက်ပြီးတော့ချိတ်ဆက်နေတာဖြစ်လို့ပြီးတော့ brighton ကလည်းကစားသမားတက်ကိုရောင်းချတဲ့အခါ block ထိအသင်းကြီးတွေဆရာတွေရေခတ်လို့ရမယ်ဆိုတော့သူတို့ကကောင်းကောင်းနောကြည့်တယ်အဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ transfer market မှာတော့ယူတန်း90ရှိတယ်ဒါပေမဲ့ premier league မှာအသားကျပြီးသားဘရာဇီးသားတဦးလည်းဖြစ်တာဖြစ်တဲ့အတွက်သွားခေါ်မယ်ဆိုရင်တော့တန်း60အထက်လောက်တော့ကုန်ကြနိုင်တယ်ယူအဖြစ်ဆိုရင်ပေါ့လေဒီရသည့်ပွဲပေါင်း30ကစားထားတယ်အဲ့မှာ24ပွဲပွဲထပ်ထားပြီးတော့16သွင်း9လုံးဖိုင်ထား ါတယ်အဝါကက်က၄ကက်အနီကက်ကတကက်ထိထားတယ်သူက2019လုံးက Fluminis အသင်းကို free transfer နဲ့ရောက်တယ်2020မှာတော့ Watford အသင်းစီကိုယူဆယ်တန်းနဲ့ရောက်တယ်2023မှာတော့ဒါ Euro 34.2တန်းနဲ့ Premier League Club Brighton အသင်းစီကိုရောက်လာခဲ့ပြီးတော့တပွဲချင်းပြတ်မြတ် rating အားဖြင့်ဆိုရင်7.2အထိရှိတယ် အရေးသွေးကတော့မစိုးဘူးဗျအိုက်တာသုံးတတ်မယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်အိုက်တာရဲ့အနေထားကဘာလဲဆိုတော့တိုက်စစ်မှုဝဲခြင်းတယ်ဒါပေမဲ့အဲ့တိုက်စစ်မှုဒီအသင်းရဲ့ကစားကွက်မှာပူပေါင်းပါဝင်နိုင်ရမယ်လိုအပ်ရင်ကိုင်းလက်ထိဘောလုံးဆင်းဆဲနိုင်ရမယ်ဝင်းငါအထိလည်းထွက်ဆော့နိုင်ရမယ်ဆိုလိုချင်တာကသူ့ရဲ့ total football မှာပူပေါင်းပါဝင်နိုင်ရမယ်အားလုံးဟာလန်တို့လိုမျိုးပန်တီဘောက်ထဲမှာရပ်ပြီးကြံခဲ့တဲ့တိုက်စစ်မှုမျိုးကသူကမလိုချင်ဘူးဒါပေမဲ့ ဟိုအန်ဒရီဘာတာကကျတော့ထိတ်တန့်တိုက်စစ်မှုဂိုးသွင်းဖို့တီးတန့်ဂျူတီတိုက်စစ်မှုတွေခေါ်ခြင်းနဲ့အာရီဒါကတော့အတင်းရဲ့ကစားကောမှာစီးမျောနိုင်တဲ့ဂျေဆူးလို့ကစားမကြီးခေါ်ခြင်းအဲ့ဒီဂျားထဲမှာကအခုတိုက်စစ်မှုကတော့ရောက်မယ်ဘသူရောက်မယ်မသိသေးရဘူးဗောလေဒီနေ့မှာအာရီဒါကပီတာယောဂရက်နဲ့ပတ်သက်ပြီးခေါင်းမငိမ့်သေးတာဖြစ်တဲ့အတွက်အန်ဒရီဘာတာနဲ့ပီတာယောဂရက်ကိုယ်စားလှယ်ဂျားထဲမှာတော်တော်များကိစ္စကြီးပြီးစီးမိမဲ့ နီးပြရဲ့မိစိမ်ပြောင်းမှုကတော့လိုအပ်နေတယ်ဆိုပြီးတချို့တော့ပို့ရရဖော်ပြထားတယ်။အဲ့တော့ကျွန်တော်တို့ဒီဘရာဇီးသားအကြောင်းပြောလိုက်ရအောင်။23နှစ်ရဲ့ဒီဘရာဇီးသားကိုတော့အာဆင်နယ်ပောင်းရင်ချယ်ဆီကိုလပဘူကိုကြိုက်နေတာဖြစ်တဲ့အတွက်တကယ်တကယ်တရားဝင်ကမ်းလှမ်းသွားနိုင်ခြင်းရှိရတော့ချယ်ဆီကဖြစ်ဖို့များတယ်။ဘာကြောင့်လဲဆိုအာဆင်နယ်ကကိုပိုင်ပြတ်မှတ်ဗီတာယိုဂရက်လို့တကယ်ကိုမှဒီအသက်အရွယ်ပိုင်းရောတက်သေးပြပြီးထား ကိုသိမှတ်တမ်းတစ်ခုလည်းရှိထားတဲ့ဥရောပဇောင်းကစားသမားတူပဲသူတို့ခေါ်ဖို့စူးစမ်းသွားမှာအဲ့တော့ဒီကစားသမားကတော့စိတ်ဝင်စားတဲ့အဆင့်လိုပဲကျွန်တော်ထင်တယ်အဲ့တော့ညီကိုတော့ဘယ်လိုထင်လဲဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့အီတလီသတင်းထောက်မတီယိုမော်ရက်တိုဖော်ပြထားတဲ့ ဒါဆမ်ပီလိုကိုညာနဲ့ပတ်သက်ပြီးဖော်ပြပေးတော့ပါပါအာဆင်နယ်အသင်းစီကနေပြီးတော့စပိန်လာလီဂါကလပ်ဆီဗီလာအသင်းစီကိုကြံခဲ့တဲ့နေရာဒီတော့တရားသည့်အငှားသွားဆော့ခဲ့တဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့စပိန်လာလီဂါကလပ်ဆီဗီလာအသင်းကဒီကစားမဟုတ်အာဆင်နယ်အသင်းစီကိုပြန်အပ်တော့ပါပါသူတို့ကဒီကစားသမားရဲ့အင်ဂျူရီရတဲ့အခြေအနေတွေခြေစွမ်းပိုင်းတွေနဲ့တကော်ကျော်တရားရခဲ့တဲ့အနေအထားတွေကြောင်းအပီးသက်ဝယ်ဖို့ကိုငင်းဆန်လိုက်တယ်အမေတို့ဒီကစားမဟုတ်အငှားချတော့ကကြိုက်လို့ရှိရင်အပီးသက်ဝယ်လို့ရမယ် ပေါင်၁၀တန်းဆိုတဲ့အနေထားပေါ့လေယူအားဖြင့်ဆိုရင်၁၂တန်းလောက်တော့ရှိတယ်အဲ့ဒီနေထားတချို့ထည့်သွင်းထားရင်ပဲကစားသမားရဲ့အခြေအနေခြေစွမ်းအဲ့ဒါကိုသဘောမကျတာဖြစ်တဲ့အတွက်အာဆင်နယ်စီပြန်လွတ်မယ်အဲ့ဒီအတွက်အာဆင်နယ်သင်းရဲ့လာမယ့်နွေရာသီအယောင်စင်းတင်မယ်တဲမှာတော့ဒီကစားသမားလည်းပြန်လည်ပါဝင်လာမယ်ပေါ့လေ၂၀၂၆စီဒါဂျွန်30အထိတော့အာဆင်နယ်ကဒီကစားသမားကို ပိုင်သေးရယ် transfer market မှာတော့ယူ6တန်းပဲတန်ကြီးရှိရယ် AKE များလိုချင်တဲ့အသင်းတွေလာပြီးကမ်းရမယ်ဆိုရင်အတွန်ဘာညာနဲ့တော့အသင်းကယူ7တန်းလောက်ထိတော့ရှားသွားနိုင်ကြီးရှိရယ်25နေရယ် Belgian သားက Arsenal ခေါ်ခဲ့တော့ကတော်တော်လေးကိုရည်မှန်းထားခဲ့တာကွင်းလေပိုင်းအတွက်အစင်ပြည်လောက်မဲ့ quality မြင့် position မြင့်လူငယ်တအူးဖြစ်ခေါ်ခဲ့တာဗောလေဒါပေမဲ့အစင်မပြည့်ဖြစ်ပြီးနောက်ဝင်မှာ Arsenal သိစီရနေပြီးတော့ဒါအခြားအသင်းတွေကိုအငှားထွက်ပြီးမကြာခဏဆော့ခဲ့ရတယ် ဒီရသည့်လာလီဂါ22ပွဲမှာ18ပွဲပွဲထပ်တာပြီးတော့နှလုံးဖိုင်ထားတဲ့အဝါကတ်ရော့၄ကတ်ထိထားတယ်။2021ခုနှစ်တုန်းကအန်တလက်အသင်းဆီကနေပြီးတော့ယူ18.5တန်းနဲ့ကျွန်တော်တို့ဝယ်ခဲ့တာ။ဝယ်တော့အဲ့ဒီပမာဏနဲ့ဝယ်လိုက်တာပေါ့လေ။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒီကစားမောက်ကိုလာပြီးကန့်လက်မဲ့အသင်းတွေကတော့ယူ10တန်းအောက်လောက်ပဲဖြစ်နိုင်ရှိရှိတယ်။အဲ့တော့ဝယ်ရင်းစည်းထက်ရှုံးတဲ့အပြောင်းရွှေ့လို့ပြောလို့ရတယ်။အဲ့ကြောင့်ကျွန်တော်တို့တွေက အသင်းတသင်းမှာအခြေချပြီးသား used to တန်းပြီးသုံးလို့ရတဲ့ quality မြင့်ကစားသမားတွေကိုတန်း30ဖြစ်တန်း40ပဲဖြစ်ဖြစ်ရင်းနှီးမြုပ်နှံခြင်းနဲ့မဟုတ်လို့ရှိရင်ဒီလိုမျိုး10တန်းကျော်ကျော်18.5တန်းဆိုတဲ့ပမာဏလေးတွေကဒါဖြစ်မလာခဲ့လို့ရှိရင်တော့တည်ရတယ်မဲ့ပြန်ရောင်းရင်တော့မဈေးကောင်းမရတဲ့အနေထားမျိုးတွေအဲကြောင့်မို့ခုနောက်ပိုင်း IDA ကလည်းဒီလိုလူငယ်လေးတွေဝယ်ထက်စားလို့ရှိရင်အသင်းအတွက်အရေးပါမယ်ကစားသမားတွေကိုပဲဦးစားပေးရွေးချယ်လာတာတွေ့ရရပေါ့လေဆမ်ဘီလူကွန်ညာရဲ့နောက်တဲ့အချက်တစ်ချက်ကကြတော့ဒီကစားသမား injury တော်တော်ရတာ ကြံခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင်136ရက်နားထားရတယ်ပွဲပေါင်း 24ပွဲလွဲချော်ထားတယ်။ဒဏ်ရာကတော့နှစ်မျိုးတည်းပဲဖြစ်ခဲ့တာ။ဒီရာဒီမှာတော့64ရက်နားထားရတယ်။73ပွဲလွဲချော်ထားပြီးတော့ဒဏ်ရာ၄မျိုးထိရခဲ့တာဗောလေ။အဲ့တော့ဆမ်ပီလိုကိုညာနေနဲ့ဒဏ်ရာရတာမြခင်ပိုတရှင်မြင့်တကယ်ကိုမှအည်သွေးရှိဘယ်လ်ဂျီယံကွင်းလက်ကစားမှတဦးဖြစ်တယ်ဆိုပေမဲ့လည်းဒဏ်ရာပြဿနာကြီးရပဲလက်ရှိအာဆင်နယ်မှာနေရာများလို့အငှားချတဲ့တင်းတွေကလည်းအာဆင်နယ်ကိုပြန်ပြီးပို့နေတာပါ။အဲ့တော့လာမယ့်ຫນွေစည်းကွက်မှာဒီစားမောက်အာဆင်နယ်ကိုရောင်းချပြီးတော့ပမာဏဘယ်လောက်ထိငွေဖော်သွားနိုင်မလဲစောင့်ကြည့်သွားတော့မှာပါ။ တတိယမြောက်သတင်းတပုတ်ကတော့ဒါ breaking news ပေါ့လေ Fabrizio Romano ကိုယ်တိုင်အတီးပြူသွားခဲ့တဲ့သတင်းတပုတ်ပါအဲ့ဒါကတော့ Premier League အသင်းတွေဝိုင်းဝိုင်းလည်နေပြီးလိုချင်ပါလေဆိုတဲ့ဘုံမောက်အသင်းရဲ့ခံစားသားမဒင်းဖူဆန်ကတော့ Real Madrid နဲ့ပုတ်ကွေသဘောတူညီမှုအားလုံးဒီပါပြီးစီးသွားခဲ့ပြီဆိုပြီးဖော်ပြသွားပါတယ်ပြောင်းရွှေ့ခြင်းဖြစ်ဒီသားမရဲ့စာချုပ်ဖြတ်သိမ်းချက်ပေါင်သန်း90ကို Real Madrid တို့ကသူတို့သတ်မှတ်ထားတဲ့အရေးကြပုံစံမျိုးတွေပဲခွဲဝေပြီးပေးသွားမယ်ဒီကစားမတော့လာမယ့်ຫນွေစည်းကွက်မှာ Real C ကိုတရားဝင်ရောက်သွားဖို့ရှိနေပြီဆိုပြီးတော့ Fabrizio Romano ကအတီးပြူသွားပါတယ်အမှန်တကယ်တော့နောက်ဆုံးအချိန် ီဒီကောင်မို့လိုက်ခဲ့တဲ့အသေးနဲ့မှသူ Chelsea နဲ့လက်ပါဘူးပါတယ်။ Arsenal ကတော့စိတ်ဝင်စားတဲ့အဆင့်ပေါ့လေ။ဒါပေမဲ့ Chelsea နဲ့လက်ပါဘူးဒီကောင်မို့တော်တော်လေးကန့်လန့်ခဲ့တယ်။ဒါပေမဲ့ Real Madrid အသင်းရဲ့နီးပြတဲ့ဇာဘီအလွန်ဆိုကကစားသမားကိုဖုံးဆက်ပြီးတော့ Real ရဲ့ project တွေနဲ့ပတ်သက်ပြီးသူ့အသင်းမှာဒီကောင်မို့ block ထိအရေးပါလဲဆိုပြီးစီးယုံနိုင်ခဲ့တယ်။အဲ့ဒီမတိုင်ခင်တည်းကစပိန်သားလည်းဖြစ်တာဖြစ်တဲ့အတွက် Spain La Liga ကလည်း Real Madrid အသင်းစီမှာသူကကစားခြင်းနဲ့သူ့ရဲ့အိမ်မက်ဖြစ်တဲ့ဆိုပြီးမကြာခဏအသင်းဖော်တွေကိုပြောထားခဲ့ပြီးတာဖြစ်တဲ့အတွက်အခြားသင်းတွေဆိုင်အဲ့ဒီသူကိုရွေးချယ်သွားခဲ့တယ်။ကျွန်တော်မနေ့ကတော့ ရင်တင်ခဲ့သေးတယ်ဒီကစားမကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒီလာထဲမှာပြောသွားဖို့ရှိရဆိုပြီးတော့ကျွန်တော်ဖော်ပြခဲ့ဦးပါလေအဲ့ဒါကဘာလဲဆိုတော့ဒီကစားသမားကပရီးမီးယားလိဂ်ကလပ်သင်းတဲ့ဆိုင်ရီးရဲ့လာပြီးကမ်းလှမ်းမှုကိုစောင့်နေခဲ့တာအမေရိကတို့အချိန်စွဲထားတာပေါ့လေအကယ်မြရီးရဲ့လာပြီးမကမ်းလှမ်းဘူးဆိုရင်တော့ပရီးမီးယားလိဂ်ကလပ်သင်းတစ်ခုခုကိုပြောင်းမယ်ဘုံမောက်ကနေပြီးတော့ဒါပေမဲ့တကယ်ကတိတိဆိတ်ဆိတ်ရီးရဲ့ပါလာပြီးဒီပြိုင်ပွဲထဲမှာဝင်ကမ်းလှမ်းတဲ့အခါမှာတော့သူ့ရဲ့အိမ်မက်သင်းဖြစ်တဲ့ ဒါရီယမ်မတုကိုပြောင်းသွားခဲ့တာစပိန်သားတွေကတော့စပိန်ပြည်ပဲခင်တွေ့တယ်အခုကျွန်တော်တို့ခေါ်ခဲ့တဲ့ဟီဝီကိုဖြစ်သွားခဲ့တဲ့မာတင်ဇူမန်ရောင်မှတော်တော်ကြာကြာကျွန်တော်တို့ဆေးဆက်ညှိနှိုင်းပြီးခေါ်ခဲ့ရတာ မိခင်မိန်တော့ကလည်းဒါတော်တော်ကြာခဲ့ပါလေကဲထားလိုက်ပါတော့အဲ့တော့အသက်20ရွယ်စပိန်သားတော့လာမဲဂျာစီမာရီယမက်ဒရစ်ဂျာစီနဲ့ကျွန်တော်တို့မြင်တွေ့ရဖို့တော့ရှိနေပါတယ်အရက်6ပေ6လက်မနဲ့ဒီယာတီမှာဘုံမောက်တဲ့မှာခန်စစ်မှာတကယ့်ကို high performance ပြသထားနေတဲ့ကစားသမောက်ကိုပရီးမီးယားလိအသင်းကြီးအများကြီးလိုချင်နေမယ်လေစပိန်လာလီဂါကလပ်ရီယမက်ဒရစ်ကမာသွားခဲ့ပါပြီအဲ့တော့ဒီသတင်းကိုတကူးတကဘာကြောင့်ကျွန်တော်ဖော်ပြလဲ အမေရိကဒီသတင်းလေးဘုတ်ကအာဆင်နယ်သတင်းလေးဘုတ်ပဲကျွန်တော်ဖော်ပြလေးရှိတာ။ဘာကြောင့်ကျွန်တော်ဒုက္ခဒီသတင်းကိုဖော်ပြလဲဆိုတော့ဒီသားမောက်ရီယယ်ကိုခေါ်သွားပြီဆိုတာနဲ့နံပါတ်1ခန်စစ်ပိုင်းနဲ့သူတို့ငွေသုံးပြီးွားပြီ။နံပါတ်2အားနည်းပါတယ်ဆိုတဲ့ခန်စစ်ပိုင်းတို့ quality မြေကစားမတူပေါင်းထည့်နိုင်ခဲ့ပြီ။နံပါတ်3ဝီလျံဆာလီဘာနဲ့ပတ်သက်ပြီးတော့စိတ်အေးလက်အေးနည်းနည်းဖြစ်သွားပြီ။ အကေအမြဘသူမှမဝေးကွာစာလီပါမှစာလီပါဆိုပြီးတော့ຫນွေတိဆောင်ပြီးကမ်းလဲမယ်ဆိုရင်ပြောမရဘူးခြေနေတွေကဒါပေမဲ့ဒီကစားမောက်ကိုသူတို့မာသွားပြီဆိုတဲ့အတွက်ကျွန်တော်တို့ရဲ့ခန်းစေကစားမောက်ဝီလျံစာလီပါအတင်းနဲ့စာချုပ်ချုပ်မလားဒါမို့ရီယဲပြောလို့မျိုးအလွတ်နဲ့အထီးရီယဲစောင့်သွားမလားဆိုတာပဲတစ်ချက်ကြည့်ရတော့မယ်တေးကြတော့စာလီပါအတင်းနဲ့စာချုပ်တက်တန်းတိုးဖို့အတွက်စိတ်ရေးလေကျွန်တော်ပိုပြီးမျှော်လင့်လို့ຢာသွားပါပြီ ဒီ season လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ show ball လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3996539963လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Viber ခုချီကို sport internet ငါးသလုံးမိတို့ကစားမယ်ဆိုရင်တော့အဲ့ဒီမှာဆော့လို့ရနေပါပြီခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒီရသည့်ဥရောပ ရွှေဖနက်စုနဲ့ပတ်သက်ပြီးတော့ထိတ်ဆုံးပြင်းနေကြတဲ့ကစားသမား9ယောက် အဲ့ဒီ၅ယောက်ကတော့ဒါအာဆင်နယ်လိုက်နေတဲ့တိုက်စစ်မှုကြီးလည်းပါတယ်ဝမ်တူတန်းထဲမှာဆိုရင်တော့အာဆင်နယ်ကစားသမားဟောင်းမီကာဘီရဲ့လည်းပါဝင်နေပါလေ။အဲ့ဒီ၅ယောက်ကနံပါတ်၄ကတော့နံပါတ်၅နဲ့မှာရှိတော့လီဝွန်ဒေါစကီသူကတော့ရမတ်90၊သွင်းကို25ကိုနဲ့ရှိတယ်။ဟယ်ရီကိန်းကတော့သွင်းကို25ကိုရမတ်90နဲ့ရှိပြီးတော့နံပါတ်၃မှာတော့ဒါခိုင်လီအပါပေကတော့28ကိုသွင်းတယ်ရမတ်90နဲ့၄မတ် ဒီမိုဟာမက်ဆာလက်ကတော့28ဂိုးသွင်းတယ်ရမတ်56မတ်နပတိနမဗီတာယိုဂရက်က38ဂိုးသွင်းတယ်ရမတ်58မတ်ဒီနေ့မှာတခုရှင်းပြချင်တာကလီအစင်တန်းပေါ်မူတည်ပြီးတော့သူတို့ကတွင်းကိုးတွေကို point နေနဲ့မြောက်တယ်အကယ်၍များထိတ်တန်းဥရောပထိတ်တန်းလိကြီး၅ခုကအသင်းနေထဲမှာကစားနေတဲ့တိုက်စစ်မှုတွေဆိုလို့ရှိရင်သူတို့ကနှစ်နဲ့မြောက်တယ် သွင်းကိုပေါ့လေဒါပေမဲ့ဒီပေါ်တူဂီလိကဗီတာယောဂရက်ကိုကျတော့1.5တမတ်ခွဲနဲ့ပဲသူတို့ကမြောက်တာအဲ့ဒီအတွက်ဗီတာယောဂရက်က38ကိုသွင်းမယ်တဲ့ရမတ်58မတ်နဲ့နံပါတ်1နဲ့မှဦးဆောင်နေတယ်ဂိုးသွင်းများတယ်ဆိုရင်မဲ့သူတို့ဆော့နေတဲ့လိအစင်တောင်းမှမူတည်ပြီးတော့သူတို့က point နေပေးတာပေါ့လေအဲ့ point နဲ့ဂိုးကိုမြောက်ရတဲ့ရမတ်ကိုရမတ်အငဲများပေါ့မူတည်ပြီးတော့ရွှေဖနက်စုချင်းမြင်သွားမှာအဲ့ဒီတည်းမှာဆိုလို့ရှိရင်တော့အာဆင်နယ်ရဲ့ကစားမဟောင်းဖြစ်တဲ့မီကာဘီယက်ကတော့ အဆင့်ရှိမှာရှိတယ်မိုနာကိုမှာကစားနေပြီးတော့မီကာပီယက်ကတော့ဒီ52ဒသမ5အမှတ်ကအဲ့လောက်တော့ရထားတယ်အာရီတာတော့လက်ရှိချိန်ကြီးဝေဝါပဲအီဆက်ကိုလိုချင်သလိုဆက်စကိုကိုလိုချင်သလိုလိုနောက်ပြီးဂျာအိုပထိုးလိုချင်သလိုနဲ့အခုပီတာယောဂရက်နဲ့ပတ်သက်ပြီးတော့ဆော့နေတဲ့လီအစင်နဲ့နေကြလို့ဂိုးတွေအများကြီးသွင်းနိုင်တယ်လို့ထင်သလိုလိုဖြစ်နေပါတယ်အဲ့တော့ဘယ်သူရောက်လာမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါ